အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးမင်္ဂလာပါ Athletic Club Bilbao ရဲ့တောင်ပံကစားပါဒါ Nico Willian ကလူရသည်မှာအသင်းမှာဆက်နေမယ်ဆိုပြီးတရင်တွေတောက်လျှောက်တက်ပြီးမှ Bayern Munich အသင်းကသူ့ကိုခေါ်ယူနိုင်မဲ့လမ်းစာတွေကိုစတင်ရှာဖွေနိုင်ပြီဖြစ်တယ်ဆိုတော့အခု Athletic Club ကဒါ Bayern Munich အသင်းနဲ့အတူဒါဆွေးနွေးမှုတွေပြုလုပ်နေတယ် ပြုလုပ်မှုကအခုလောလောဆယ်ဘာဖြစ်နေလဲဆိုတော့ဒီကစားမကိုလိုချင်တဲ့အသင်းတွေအများကြီးတဲမှာဘိုင်ယန်မြူးနစ်ကိုတော့နီကိုဝီလျံကသဘောကျပူရတယ်မန်ချက်စတာဒါဘယ်လိုပြောမလဲမန်ချက်စတာယူနိုက်တက်အာဆယ်လီဗာပူးပရီးမီယာလိကလပ်တွေအကုန်လုံးပါဘာစလိုနာလည်းပါတယ်ဒါပေမဲ့ဘာစလိုနာကအခုမခေါ်တော့ဘူးအခုဂျာမနီမီဒီယာတခုမှပေါ်ပြချက်ရရောစပိန်ကဒါမန်ဒူတီဘူတီဘူရပိုမှာပေါ်ပြချက်ရအက်တလက်တစ်ကလပ်အသင်းရဲ့တောင်ပန်ကစားသမားနီကိုဝီလျံနဲ့ ဘိုင်မြူနစ်အသင်းကြားမှာတွေ့ဆုံဆွေးနွေးမှုနှစ်ချိန်တောင်ပြုလုပ်ခဲ့ပြီးပြီလို့ဖော်ပြထားတယ်။အခုလလောဆယ်မှာအဲ့နှစ်ချိန်ဆွေးနွေးမှုမှာသူတို့တော်တော်လေးကိုအပေါင်းလက္ခဏာဆောင်ပြီးတော့လာမယ့်တစ်အတွင်းမှာ ရပိုင်းအတွက်မှာနောက်ထပ်တစ်ချိန်ထပ်ပြီးဆွေးနွေးမယ်ဆွေးနွေးမှုကတော့ Bayern Munich ကအခုလောလောဆယ်မှာ Club World Cup ကတော့မမီတော့ဘူးဒါပေမဲ့သူတို့ရဲ့ transfer အတွက် Nico Willian ကိုအရာခေါ်ခြင်းနဲ့ဒါအခုလက်ရှိမှာ Athletic ကလည်းသူတို့ကစားမောက်ကိုဆုံးရှုံးသွားနိုင်တဲ့အတွက်ကြောင့်လစာတိုးပြီးတော့ Nico Willian ကိုတက်တန်းထပ်တိုးဖို့လုပ်နေတယ်သူရဲ့ current market ပေါက်ချေက Euro 30ရှိတယ် ဒါပေမဲ့သူ့ကိုရောဂျေးစာချိုယူရို68တန်းဒဲနဲ့ခေါ်နိုင်မဲ့အခွင့်အရေးတော့ Athletic Club နဲ့ Nico William ရဲ့ contract က2029ထိရှိတယ်။ဆိုတော့လက်ရှိနေသားဆိုရင်နှစ်နှစ်ကြံသေးတယ်။ဒီနေရာမှာ Athletic Club က Nico William ကိုစက်ထိန်ထားဖို့နဲ့လစာတိုးပေးဖို့ပြင်ဆင်နေတဲ့အချိန်မှာ Bayern Munich အသင်းကတော့ဒီစားမောက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ယုံကြည်မှုအပြေဝါရှိတယ်ဆိုတော့သူရဲ့ယောချင်းစာချုပ်ကယူရို68တန်းတချို့ report တွေမှာ58တန်းတချို့ report တွေမှာ68တန်းကျွန်တော်ထင်တော့အများဆုံး68တန်းပဲအဲ့ဒါကဘိုင်မြူနစ်ကအဲ့ယောချင်းစာချုပ်ကပြဿနာမရှိဘူးပြဿနာကကစားသမားနဲ့သဘောတူညီမှုမရသေးတဲ့အချက်ပဲကစားသမားကိုသူတို့သဘောတူညီမှုရရင်ဒီပြောင်းရွှေ့ဖြစ်ပြီးဘာကြောင့်လဲဆိုတော့ Athletic Club ကိုဘာမှဝင်ရောက်ဆွတ်ဖက်လို့မရတဲ့ယောချင်းစာချုပ်ကို အသက်သွင်းလိုက်ရင်ပြီးပြီ ဆိုတော့ဘိုင်ယန်ကဘာလုပ်လဲနီကိုဝီလျံကိုရအောင်ဆွေးနွေးတယ်ဘိုင်ယန်ကလည်းနီကိုဝီလျံကိုခေါ်တဲ့ချက်ကလီရိုက်ဆာနေကိုဆုံးရှုံးလိုက်တဲ့အတွက်ဆာနေကအခုကာဆာရီအသင်းကိုပြောင်းရွှေ့သွားပြီဒါဂလာဆာရီမှာတနစ်ကိုဆယ်သန်းပဲလီရိုက်ဆာနေကိုဘိုင်ယန်ကတက်တန်းတူဖို့လုပ်တယ်အဲ့ချိန်မှာဆာနေကတနစ်ကိုတန်း30တောင်းတယ်စတဲ့ဆိုတော့19တန်းတောင်းတယ် ဘိုင်မြူနစ်တဲမှာသူရဲ့လောက်ခလစာကခံစားခွင့်နဲ့အတူဆိုရင်သူကတနစ်ကို15သန်းကျော်လောက်ရတယ်။ဒါပေမဲ့လီရိုက်စာနေကပူလို့ချင်တယ်။ဒါပေမဲ့နောက်ဆုံးမှာသဘောတူညီမှုမရလို့စာနေကဘိုင်ရန်ကအလွတ်နဲ့ထွက်ပြီးတော့ဒါအခုလက်ရှိမှာဒီကာဆာရီကိုရောက်ပြီးဒါပေမဲ့လီရိုက်စာနေကသူ့စာချုပ်တက်တန်းကုန်ဆုံးမဲ့ဂျွန်30ရက်နေ့ထိ ဘိုင်ယန်နဲ့ကလပ်ဝိုကက်ကစားပြီးမယ်ရှုံးထွက်နေပါတက်သွားရင်တော့သူကစားမှာမဟုတ်ဘူးဂါဆာရီကိုပြတ်မယ်ဆိုတော့အဲ့ဆန်နေနေရာမှာအစားထိုးမယ်ဒါနီကိုဝီလျံသူတို့ပြီးခဲ့နှစ်ကဒီမိုက်ကယ်ဝီလီဆေးကိုခေါ်ပြီးတဲ့အချိန်မှာနီကိုဝီလျံကိုလိုချင်တယ်ဆိုတော့နီကိုဝီလျံကိုပြောင်းရွှေ့ခြင်းရောကြီးစာချုပ်ကိုသူတို့ကအချိန်ရွေးတက်တန်းတိုးနိုင်တဲ့အတွက်ဒါဒါအချိန်ရွေးဒါပေးနိုင်တဲ့အတွက်ကြောင့်ကစားမကိုရအောင်ကြည့်နေတယ် ဒါအာစနယ်နဲ့ Chelsea ဆိုရင်တနည်းကို၄သိန်းဒါ၄သိန်းလောက်တောင်းတယ်ဗောလေတပတ်ကို၄သိန်းလောက်တောင်းတဲ့အတွက်ဒီသိန်းတွေအားလုံးလက်လျှော့သွားတဲ့အချိန်မှာ Nico Williams ကတနည်းကို Euro 30တောင်းတဲ့အကြောင်း Sky Germany နဲ့ဒါဘယ်လိုမှမလဲတပတ်က Mandu Depot Depot Report မှာပေါ်ပြတယ် Kicker Magazine မှာလည်းပေါ်ပြခြင်းရ Nico Williams ဟာလောက်ခလာစာ30တနည်းကို Euro 30ပေးမယ်ဆိုရင် ဘိုင်ယန်မြူနစ်အသင်းကိုခေါင်းငိမ့်ပဲဆိုဘိုင်ယန်ဘက်ကအခုလောလောဆယ်ဒါသူ့ကို maximum offer ပေးနိုင်တဲ့အပေါင်းကယူရို15တန်းနဲ့16တန်းကြားပဲဒါတော့မှ bonus စီအပါဝင်ဆိုနီကိုဝီလျံကိုဘိုင်ယန်နာ20ပေးရင်အပြောင်းရွှေ့ဖြစ်ဖို့များတယ်ဆိုပရီးမီးယားလိဂ်တွေကိုတောင်းလျှောက်နေတယ်လာလီဂါကလည်းမထွက်ဘူးလို့တကယ်ကြီးပြောနေကြတာနီကိုဝီလျံက ဘိုင်ယန်မြူနစ်နဲ့နှစ်ကြိမ်တိုက်တိုက်ဆွေးနွေးပြီးတတိယကြိမ်ဆွေးနွေးမှုနဲ့အတူသဘောတူညီမှုရသွားမယ့်အခြေအနေမျိုးရှိတယ်ဆိုတော့အခုဒါမှမဟုတ်ဘူးအသလက်တစ်ကလပ်ကိုပဲသူက play ပြီးတော့ဘိုင်ယန်မြူနစ်ကိုအသုံးချပြီးလာစာတိုးယူဖို့အတွက်လဲဂျိုးပန်းဒါလဲဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်မှုတွေရှိပေမဲ့နီကိုဝီလျံဟာဘိုင်ယန်မြူနစ်အသင်းကိုလီရိုက်စာနေနေရအစားထိုးဖို့ရောက်လာဖို့တော်တော်လေးအခြေအနေကောင်းလာပါတယ်အားလုံးကျေးဇူးတင်ပါတယ်